မင်္ဂလာပါမိတ်ဆွေတို့ရေမိတ်ဆွေများကာယစိတ်ဓာတ်နှပြသုခအပေါင်း ပြည့်စုံနိုင်ကြပါစေခင်ဗျာယခုတခါမှာတော့မိတ်ဆွေများကိုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအလေးတခုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေများခင်ဗျာတနှစ်တန်ကုံဆုံးခဲ့လို့ရွှေငွေဥစ္စာမစုဆောင်းနိုင်ခဲ့လျင်စိတ်မကောင်းမဖြစ်ပါနဲ့ကုသိုလ်ကောင်းမှုတရားကို စုဆောင်းမှုရင်ပဲဘဝကကျဉ်းနှံစရာကောင်းလာပါလေခင်ဗျာမိတ်ဆွေများခင်ဗျာကိုကလုံးလိုက်တဲ့အလုပ်ဟာပြန်တွေးလိုက်တိုင်းကောင်းကျိုးသာဖြစ်စေမယ်နောင်တမဖြစ်စေဘူးဆိုရင်ဒီလိုလိုမျိုးကိုဆက်လုပ်ပါမိုးလင်းလို့မျက်နှာတည်တိုင်းသင်မလို့ရှင်တော့အရာသုံးခုသည်သင်အနာတို့တို့လာ၏အဲ့ဒီသုံးခုဒီကအိုခြင်းနာခြင်းတည်ခြင်းပဲဖြစ်ပါလေခင်ဗျာ တင်မြန်နှုံးစုံမဲ့တော့တင်ဤလူပြို့တို့အွေတင်ဤအလုံးမဲ့တင်မြန်လာတော့ဂုဏ်ရတော်သည်တဖြည်းဖြည်းနဲ့တင်ကိုစွန့်ခွာနေကြပြီလမ်းမရင်လူကိုမေးရဤဒါပေမဲ့လူမှားပြီးမင်းရင်တော့လမ်းမပဲရောက်မှာပေါ့လူမှန်မှလမ်းမှန်မှဒီတို့လမ်းမီးဖို့ဆိုရင် လူကိုအရင်ကြည့်ပါ အပင်လဲပါဆိုတာတကယ်ကြောက်စရာမဟုတ်ပါဘူးတကယ်ကြောက်ရမှာက အပေလေးပါကြာကြောင်းအလုပ်ကိုလုပ်မှဤအလုပ်တွေကိုပဲကြောက်အောင်မလုပ်ဖြစ်ပါတယ်မိษွေများခမညာတတိတင့်အနာမှာဘုရားရှိပါတယ်တင့်လို့ရှင်နေသလိုမနေပါနဲ့လုံရှင်နေသလိုလည်းမလုပ်ပါနဲ့ပြိုးရှင်နေသလိုလည်းမပြိုးပါနဲ့ကိုယ်နဲ့စုပ်ကိုကိုယ်နဲ့နှုတ်ကိုစောင့်ထင်းပေးပါဓမ္မမိษွေများတရားအရသာတွေ့ရဲ့ အမြတ်ဆုံးနိဗ္ဗာန်ကိုလျှောက်လှမ်းနိုင်ကြပါစေ။ဘေးရန်ကင်းကြပါစေ။ကကြီးတော်မှာကြိုလွန်းနိုင်ကြပါစေလို့မေတ္တာဖြင့်ပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါလေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။